1992ခုနှစ်ကမိချောင်းကန်အပိုင်း1နှစ်3ကိုမြေသိမ်းဥပဒေနဲ့မညီပဲမြေသိမ်းယူခြင်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေအထောက်အထားတွေကိုမှတ်မမှန်စစ်ဆေးဖို့အတွက်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဥရွှေလာဝင်းနဲ့သင်ငန်းကျုံမြေယာစီစီရေးကော်မတီကတာဝန်ရှိသူတွေဟာ မိချောင်းကံပြည်သူတွေကတင်မြှောက်ထားတဲ့ကော်မတီအဖွဲ့ခေါင်းဆောင်၅ဦးနဲ့တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံညှိနှိုင်းမှုကိုဒီဇင်ဘာ၁၀ရက်ကတင်ငန်းချုပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုတွေ့ဆုံညှိနှိုင်းမှုဟာအရက်သားအစိုးရနဲ့မိချောင်းကံပြည်သူတွေရဲ့ပထမဆုံးအကြိမ်တွေ့ဆုံညှိနှိုင်းမှုဖြစ်တယ်လို့လည်းသိရပါတယ်။မြေသိမ်းခံရတဲ့မိချောင်းကံအပိုင်း၁နှစ်၃ကပြည်သူဦးရေ9800ကျော်ရှိပြီးအချို့ကတော့နေကိုပြောင်းရွှေ့သွားတာရှိတယ်လို့ရော်ကျေးရသူအချို့လည်းရှိတယ်လို့သိရပါတယ်။အခုပြည်သူလူထုကိုယ်စားလှယ်နဲ့တွေ့ဆုံတဲ့ကော်မတီအဖွဲ့ဝင်ခေါင်းဆောင်၅ယောက်ဟာမိချောင်းကံပြည်သူ392ဦးကိုကိုးစားပြုတဲ့ ဖွဲ့ခေါင်းဆောင်တွေဖြစ်ပြီးအဲ့ဒီ392ဦးဟာမိတိအကျိုးခံစားခွင့်မှာယူထားခြင်းမရှိဘူးလို့ကော်မတီအဖွဲ့ခေါင်းဆောင်ဦးစိန်တန်းကပြောပါရတယ်။မိချောင်းကံပြည်သူ392ဦးကအချက်တချို့ကိုလည်းတောင်းဆိုထားတယ်လို့ဦးစိန်တန်းကပြောပါရတယ်။မိချောင်းကံမြေကိုပေးမယ်ဆိုရင်ကာလတန်ချင်းနဲ့ညီမျှတဲ့ဟုတ်လားမြေမျိုးကိုပေးဟုတ်လားမိချောင်းကံမြေနဲ့တံမိုးပေါက်တဲ့မြေတိုးရင်းမဟုတ်ယနေ့တာရတဲ့ညီမျှတော့ငွေကိုပေးပါပေးတဲ့အခါမှာမိချောင်းကံမြေပေါ်မှာဒါမှမပေးနိုင်နိုင်ငံတော်ကဘတ်ဂျက်နိုင်ငံတော်မှအခက်အခဲရှိနေတယ်ဆိုရင်ယနေ့ဟင်းလင်းပြင်ဖြစ်နေတဲ့96နှစ်တိတိဟင်းလင်းပြင်ပေါ်မှာကျွန်တော်တို့မိချောင်းကံပြည်သူတွေကို 392ဦးကိုမြေပြန်ပေးပါနော်နိုင်ငံတော်အတွက်အဆောက်အဦ မြို့ပြစီမံကိန်းတွေအစားအုပ်ဆောင်ခွင့်ပြုပါဆိုကျွန်တော်တို့ကတောင်းဆိုထားတာရှိပါတယ်။မိချောင်းကံပြည်သူတွေတောင်းဆိုထားတဲ့အချက်တွေကိုလည်းမြို့နယ်အဆင့်တောင်းရင်ရှိသူတွေကစစ်ဆေးပြီးမြို့နယ်အဆင့်မှာခရိုင်အဆင့်ခရိုင်အဆင့်မှာတိုင်းအဆင့်စတဲ့အဆင့်စဉ်ကိုတင်ပြပေးသွားမှာဖြစ်တယ်လို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးရွှေလာဝင်းကတွေ့ဆုံညီနိုင်ပွဲမှာပြောကြားခဲ့ကြောင်းဦးစိန်တန်းကပြောပါရတယ်။လက်ရှိချိန်ထိမိချောင်းကံမြေယာကိစ္စနဲ့ပတ်သက်တာတွေညွှန်မှန်းထားသလိုမဖြစ်ပေမဲ့အခုအရသာအစိုးရလက်ထက်မှာတော့မျှော်လင့်ထားတယ်လို့မိချောင်းကံမြေသိန်းခံရပြည်သူတို့အုပ်ဖြစ်သူဦးခင်မောင်မြင့်ကပြောပါရတယ်။အဲအခုချိန်ထိတော့ကျွန်တော်တို့ဒီမှာညွှန်မှန်းက င်းချက်မျောလင်းချက် ရောင်ကြီးတန်းတာလေးတစ်ခုမှမရှိသေးဘူး။ကျွန်တော်အခုဒီအစိုးရတဲ့လက်ထက်ကျွန်တော်တို့ရဲ့အစိုးရဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သူတွေကိုဗဟုပြုတဲ့အတွက်ကျွန်တော်တို့ကအစိုးရကိုအကူတကြီးနဲ့ကျွန်တော်တို့ကလာရောက်ပြီးတော့သူတို့စီကိုအသနာခံတယ်ကျွန်တော်တို့အခက်အခဲတွေကိုကျွန်တော်တင်ပြတာဆန္ဒပြတာမဟုတ်ဘူးနိုင်ငံတော်အခက်အခဲဖြစ်အောင်လည်းကျွန်တော်တို့မလုပ်ဘူးဘာဖြစ်လို့ဆိုတော့ကိုအစိုးရတိတ်ခါကြမဲ့အလုပ်ကိုကျွန်တော်တို့မကြောက်ဘူးဘယ်တော့မှမလုပ်ဘူးကျွန်တော်တို့ကမျှော်လင့်ချက်ကတော့ကျွန်တော်တို့ရဲ့ ကောင်းတဲ့အခြေကျက်လက်လေးတစ်ခုလောက်တော့ရလာမလားလို့ကျွန်တော်တို့မျှော်လင့်ထားတယ်လေအဲ့ဒီအတွက်ပဲကျွန်တော်တို့မနေ့အစောကြီးတည်းလာပြီးခုချိန်ဒီဒုက္ခခံနေကြတာပါအရင်အစိုးရလက်ထက်ကအမိကြောင်းကကိစ္စနဲ့ပတ်သက်ပြီးအချိန်ချင်းခေါ်ယူတွေ့ဆုံမှုတွေရှိပေမဲ့အခုလိုဖွင့်လင်းမြင်သားမှုမရှိဘူးလို့မိကြောင်းကကော်မတီအဖွဲ့ခေါင်းဆောင်တွေပြပြချက်တွေရသိရပါတယ်။မိကြောင်းကကိစ္စနဲ့ပတ်သက်ပြီးဆန္ဒထုတ်ပေါ်တာ73ချိန်ရှိပြီဖြစ်တယ်လို့တပိတ်စကန်ထိုင်တာလည်း3ချိန်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုစံထွေညူပြူကနှင်းယူခိုင်ကပေးပို့တာဖြစ်ပြီးကျွန်မအီလွန်ကတင်ဆက်တာပါ။